ာညပါခုနှစ်စတလာ2025တက်ကြညာချန်လေးမှာ Base Rule Channel လေးနည်းနည်းဆွေးနွေးပြခြင်းနဲ့အကြောင်းအရာလေးကတော့ကျမတို့ဘဝမှာမလိုချင်တဲ့အရာတွေမရဖို့အတွက်ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျမတို့အမြဲယုံကြည်လက်ခံထားတဲ့စကားလေးတစ်ခုရှိပါတယ်ကိုစိုက်တဲ့အပြင်ကိုရိတ်တင်ရမယ်တဲ့ဒီစကားလေးကကျမဘဝအတွက်အမားတွေနေဖို့နဲ့တော်ကားတွေကြောင်ရတဲ့အချိန်မှာ ချင်းချင်းခံရင်ဆိုင်နိုင်ဖို့အားဖြစ်စေတဲ့စကားလေးပါပဲကျမတို့ဘဝမှာဘလို့ရာတွေကို မလို့ချင်မှုလဲစိတ်ပူလောင်မှုတစ္ဆာဖောက်တက်တဲ့လက်တွဲပေါ်စင်ရင်ချင်းစိတ်လုံးချုံမှုမပေးနိုင်တဲ့မိပါစသည်ဖြင့်အဖြစ်မျိုးမျိုးဖြစ်နိုင်ပါတယ်။ကျမတို့မလိုချင်တဲ့အကျိုးတရားကိုဖြစ်စေတဲ့အကြောင်းအရာတွေကိုကျမတို့မပြုတ်ဖို့လိုအပ်ပါတယ်။ကျမတို့တွေဟာရှည်လျားလာတဲ့တန်တရားကိုကြော်ဖြတ်နေကြရတာမို့ ကျမတို့မသိနိုင်တဲ့အတိတ်မှာကျမတို့ဘလို့အကြောင်းအရာတွေပြုခဲ့လဲမသိနိုင်မိမယ်လက်ရှိကာလမှာတော့ကျမတို့မလိုချင်တဲ့အကျိုးတရားတွေကိုဖြစ်စေနိုင်တဲ့အကြောင်းအရာတွေကိုကျမတို့မပြုတ်ဖို့လိုအပ်ပါတယ်မြင်သာအောင်ပြောရရင်ကျမတို့တွေဟာကျမတို့ကိုစိတ်လုံခြုံမှုမပေးနိုင်တဲ့မိဘကိုမလိုချင်ဘူးဆိုရင်ကျမတို့အတိတ်ကပြုခဲ့တဲ့အကြောင်းတရားအရာအကျိုးတရားအဖြစ်ဖြစ်ပေါ်လာတဲ့မိဘကိုတော့ကျမတို့ဒီဘဝမှာထပ်မံရွေးချယ်ခွင့်မရှိတော့ပါဘူး ဒီလိုချီနေမျိုးမှာကျမတို့လုံနိုင်တာဖြစ်လာသည်များအရာတိုင်းကိုကျင့်ကြံခံရင်ဆိုင်နိုင်ဖို့နဲ့မကောင်းတဲ့ကံကြွေးတွေထက်ပြီးမယူမိဖို့ပါပဲနောက်တစ်ခုကသင်ငန်းစာယူဖို့ပါကျမတို့တွေမိဘနေရာရောက်ခဲ့ရင်တော့ဆွလွန်ချမှုအပြည့်အဝပေးနိုင်တဲ့မိဘမျိုးဖြစ်ဖို့ကျမတို့မိဘတွေရဲ့လိုအပ်ချက်ကိုကျမတို့သင်ငန်းစာအဖြစ်ယူချရပါမယ်ကျမတို့ဘဝမှာစိတ်ပူလောင်ရတာတွေကိုမလိုချင်ဘူးလား ါဆိုရင်ကျမတို့ကိုယ်တိုင်ကကျမတို့ကြောင့်ဘသူကိုမှ ထိခိုက်ပူလောင်ခြင်းမရှိရအောင်ကျမတို့ရဲ့ကိုနှုတ်စိတ်ကို ဆောင်ထမ်းရပါမယ်ကျမတို့ပြုလုပ်လိုက်တဲ့အရာတိုင်းကကျမတို့စီကို ပြန်ရောက်လာတယ်ဆိုတာလောကအမှန်တရားတစ်ခုပါ နောက်တစ်ချက်ကကျမတို့တွေစိတ်ပူလောင်တာတွေမလိုချင်ဘူးဆိုရင် ကျမတို့မလိုအပ်တဲ့စုခံထားတဲ့အရာတွေကိုလွတ်ခြားတတ်ဖို့လည်းလိုအပ်ပါတယ်။ဒီနေ့ဆွေးနွေးသွားတဲ့ကျမတို့ဘဝမှာမလိုချင်တာတွေမရဖို့ဆိုတဲ့အကြောင်းအရာလေးကို အနှစ်ချုပ်ပြောရရင်ကျမတို့တွေအားလုံးက ကိုယ်စိုက်ပျိုးတဲ့အပင်ကိုကိုယ်ရိပ်သိမ်းချရမယ်။ ျမတို့ပြုလိုက်တော့အကြောင်းတရားတိုင်းဟာကျမတို့စီကိုမလွဲမသွေပြန်ရောက်လာတဲ့ဆိုတဲ့လောကအမှန်တရားကိုအမြဲတည်ရပြီးမလိုချင်တာတွေမရဖို့မလိုလားအပ်တဲ့အကြောင်းတရားတွေကိုမပြုဘဲနေကြစို့နော်ကျမတို့စီမှာမလိုအပ်ပဲစုတ်ကင်ထားတဲ့အရာတွေကိုလည်းလွှတ်ချကြစို့နော်တကယ်လို့မြန်ကျမတို့မလို့ချင်းမဲရွေးချယ်ဝင် မရှိလို့စုတ်ကင်ထားရတဲ့အရာတွေရှိရင်လည်း ျမတို့တွေကံကြွေးအစ်စ်တွေမပြုတ်ဘဲအရာအားလုံးကိုစဉ်စဉ်ခိုင်းရင်ဆိုင်ကြစို့နော်ကျမတို့တွေရှင်တန်ခွင့်ရနေတဲ့အချိန်လေးမှာကျမတို့မလိုချင်တဲ့အရာတွေမရဖို့ကျမတို့ရဲ့ကိုယ်နှုတ်စိတ်ကိုဆော့ရှပြီးတည့်ပြီးတည့်အမှန်နဲ့စာရှင်တန်ကြစို့နော်